ျွန်တော်တို့ဒီကားတော့ဟိုလူသားဖြစ်တည်မှုကိုတန်ဖိုးထားတဲ့စိတ်မျိုးဒီလူတွေကြားထဲမှာရှိဖို့လိုတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဆိုတော့တခါကျရင်လူတွေကကိုယ့်ရဲ့ဒီမိယုဖလာဒီစွဲတွေပြောချင်တာတော့ဒီယောက်ျားဖြစ်တည်မှုမိန်းမဖြစ်တည်မှုဆိုတဲ့ပုံမှာဒီရန်စွဲကြည့်သွားရင်အဲ့စွဲတွေမှန်တရားဒီတဲ့နေပြီးတော့လွဲပြီဆိုတာနဲ့ဒီလူတီမမမှန်တော့ဘူးဆိုတော့ တမတ်ချက်တည်းရနေပြီးတော့ချစ်တည်ပြီးပို့စတာများမယ်လို့ထင်တယ်ပေါ့နော်။အမကျွန်တော်ကဘဝတွေ့ကြုံဆိုလဲအဲ့လိုပုံစံမျိုးနဲ့ခံရတဲ့ကိစ္စရက်တွေကအများကြီးရှိတယ်ဆိုတဲ့ဟာပေါ့နော်။ဘာကြောင့်ဖြစ်လဲဆိုရင်တော့ចောင်းပြချက်ကတော့ကျွန်တော်မြင်တာကတော့ကျွန်တော် gender studio ထိုက်တယ်ပေါ့။ဒီ gender ပေါ်မှာကျွန်တော်ပုံစံတွင်းပြီးတော့မြင်တဲ့အမြင်ကအရင်ကြီးတာဟုတ်။နှိပ်ပေါင်းများစွာဒါကြီးကျွန်တော်မြင်လာပြီးဆိုရင်တော့ယောက်ျားဆိုရင်ဒီလိုပုံစံမိန်းမဆိုရင်တော့ဒီလိုပုံစံအဲ့နှစ်ပုံထဲကနေပြီးတော့ကွယ်လွယ်တဲ့လူတွေကို ကျွန်တော်လက်မခံနိုင်တဲ့လူမှုတိုင်ပိုင်းဖြစ်တယ်ဆိုတဲ့ကိစ္စရတဲ့ပေါ့နော်။ပတ်သက်တယ်မှာနည်းနည်းလေးပြောချင်တာကတော့ဟိုကျွန်တော်နိုင်ငံမှာတည်းဒီလိုကိစ္စတွေဖြစ်နေတာမဟုတ်တကဘာလုံးမှာဖြစ်နေတာပဲ။အခုကဘာမှာဆိုရင် LGBT နဲ့ပြောရင် same sex marriage ရတဲ့နိုင်ငံတွေကျွန်တော်30ကျော်လောက်အများရှိနေပြီ။ရှိလာခဲ့ပြီ။ဒါပဲသိတံပေးတဲ့နိုင်ငံတွေလည်းရှိဆက်ပဲပေါ့နော်။ဥပဒေအရဟိုကျွန်တော်နိုင်ငံမှာဆိုရင်အာရာဇသက်ကြီးဥပဒေပုံမှန်300တို့လို့ ဟိုဟာတယ်နဲ့ကကွက်ထားတဲ့ကိစ္စရက်တွေလည်းရှိနေဆဲပဲဆိုတဲ့ဟာတွေပေါ့နော်ဆိုတော့တစ်ခါကြံပြန်သုံးသပ်ကြည့် Saint-Sex Marriage တဲ့နိုင်ငံမှာလဲကျွန်တော်တို့ကဟို Saint-Sex Marriage လို့ပြောရင်တော့ LGBT ခွင့်ရေးမှာဒါခွင့်ရေးတတော်ကိုပြည်ဝနေတဲ့ခြေနေလို့ပြောလို့ရတဲ့နေထားတစ်ခုကိုဒါမှအဲ့လိုနိုင်ငံအတိုင်းမှာလဲကျွန်တော်တို့ကတချို့လူတွေမှာဥပဒေတော့ရှိနေတယ်တကယ်တကယ်ကို Saint-Sex Marriage လို့ပြောဆိုရင်စင်သစ်ဖြစ်သလားလို့ပြောရင် ူတို့တွေစီမှာလည်းခက်ခဲတယ်အများရှိတယ်ဘာကြောင့်လဲဆိုရင်ရှေ့မှာပြောတဲ့ဒီဂျန်ဒါပုံစံခွဲတော့သိမှုတွေကစင်ဆက်မပြတ်ကြီးလာတော့ယောက်ျားတိယောက်ျားပုံစံယောက်ျားဖြစ်တတ်တဲ့မိန်းမပဲကြိုက်မိန်းမတိမိန်းမပုံစံမိန်းမဖြစ်တတ်တဲ့ယောက်ျားပဲကြိုက်ဒါပဲကျန်တာလာမပြောနဲ့ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့အဲ့ဒီ အနှစ်တိတ်တို့ကတော်တော်များများသင်တန်းတွေလိုက်ပေးဖို့တော့အဲ့မှာဇက်လန်တွေအများကြီးကျွန်တော်တို့ကြားရတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့မမှီလိုက်တဲ့မသိလိုက်တဲ့ LGBT ဖြစ်တည်မှုကြောင့်တပ်ပေသွားကြတဲ့လူတွေအများကြီးကျွန်တော်တို့ရှိကြတယ်ဆိုတဲ့ကိစ္စရပ်တွေရှိတယ်နေရာတိုင်းမှာရှိတဲ့ဒါတွေကဒါပေမဲ့ဘာကြောင့်ပေါ်မလာလဲသိချာတူကတော့လူမှုတန်ဝင်ကဒါတီအထူးလေးထားပြီးတော့ပြောရမယ့်ကိစ္စရပ်တစ်ခုလို့ကျွန်တော်တို့မမြင်သေးတဲ့အနေထားရှိနေတယ်ဆိုတဲ့ဟာပေါ့နော် ဆိုတော့ဒီလူမှုတိုင်းဝိုင်းထဲမှာဥမာ LGBT ကလေးလေးတယောက်ဥမာဒဝဲမှာဆိုရင်တံတားပေါ်နေခုံချပြီးတော့တတ်တည်သွားတဲ့ကိစ္စရတယ်အများကြီးရှိတယ်။တချို့နေရာမှာ LGBT ကိုယ်တိုင်တတ်တည်တာမဟုတ်ပဲနဲ့မိဘတွေကနေတဆယ် LGBT ဖြစ်တည်မှုလက်မခံနိုင်လို့ဒီချုံနှောင်ထားပြီးတော့မှပိတ်ထားရင်းနဲ့ဒီသေသွားတဲ့ကိစ္စရတယ်ဆိုတော့အောင်းရတယ်ကတော့မျိုးစုံကျွန်တော်ရှိနေကြတာပေါ့နော်။ဆိုတော့ဘာဖြစ်လို့ဒါတွေဖြစ်နေရတယ်လဲဆိုရင်တော့ဒီကတော့ LGBT လို့ကျွန်တော်ပြောနေကြတဲ့ဒီလူတွေပေါ်ရဲ့ ဒီလူတွေရဲ့ဖြစ်တည်မှုပေါ့ဆိုတော့ဒီလူတွေရဲ့ဖြစ်တည်မှုကိုကျွန်တော်တို့နားမလည်နိုင်ကြအောင်နားမလည်နိုင်တာအပြင်ဟိုနားမလည်ဘူးဆိုမှတော့ဘယ်လိုလက်ခံနိုင်မလဲလीเนาะလက်မခံပေးနိုင်ကြဘူးဆိုတဲ့ကိစ္စရတယ်အဲ့ဒီမှာမှတချို့သက်သေးတဲ့မှုတွေကဘာတွေဖြစ်ကြလဲဆိုရင်โอเคမိသားစုတော်လည်းကောင်းပတ်ဝန်းကျင်တော်လည်းကောင်းဒါမှမဟုတ်လုပ်ငန်းခွင်နဲ့ဆက်ဆက်နေတဲ့ယာတော်လည်းကောင်းကိုထိတွေ့နေရတဲ့ယာတွေထဲကလူတွေကဒီဖြစ်တည်မှုကိုလုံးဝလက်မခံနိုင်ဘူးဆိုတဲ့နေသားမျိုးကျွန်တော်တို့ရှိနေပြီဆိုရင်အဲ့လူတယောက်က အဲ့ဒီနယ်ပယ်မှာရပ်တည်ဖို့အတွက်အရန်ကိုကျွန်တော်ခက်ခဲနေမယ်ဆိုတဲ့ကိစ္စရပ်တည်ရှိတာကိုစဉ်းစားကြည့်လေဒီဖြစ်တည်မှုမှမဟုတ်ဘူးလူတွေကကိုခက်ခဲကိုကိုကြောင့်ပိတ်မိတယ်လို့ဖြစ်သွားတယ်ကို့မှာရှိနေစိတ်ဒဏ်ရာတွေကိုထုတ်ဖော်လို့မရဘူးထုတ်ဖော်ခွင့်လည်းမရှိဘူးဘယ်လိုထုတ်ဖော်ရမှန်းလဲမတိတော့တဲ့နေသားတစ်ခုမှပိတ်မိသွားရင်ဘယ်လမ်းအများသားဖြစ်ရွေးကြမလဲပေတဲ့လမ်းအများသားဖြစ်ရွေးကြမှာဟုတ်ဆိုတော့ LGBT တွေကလည်းအဲ့ဒီကိစ္စတည်းမှာတချို့လူတွေကလမ်းမရှိတော့ဘူး ိုင်းဝိုင်းထဲမှာလည်းကြည်လင်ရင်မွန်ချန်နေမှာပဲ။ Okay ကိုကိုတိုင်ကလည်းတတိယခုနပြောသလိုကိုရဲ့ကြောက်တရားကိုမတွန်းလာနိုင်တော့တောင်ကြောက်ပြီးနေရတယ်။အဲ့ဒီမှာဘယ်လမ်းရွေမလဲ။တော်ပြီကွာ။ရှင်နေတာတည်းဆိုင်တော့ပေပြီးတော့ဘဝပြီးသွားတာမှအေးသွားမှာမဟုတ်လား။ဒါလို့ပဲတွေးတော့တာအများကြီးမတွေးတော့ဘူး။ကဲတချို့လူတွေကထဆက်ပြီးတွေးဦးမယ်။နောက်ဘဝကြာရင်တော့ပူကောင်းတဲ့ဘဝလေးရမှာပါလေ။ start again ပေါ့နော်ဆိုတော့ new life ကိုပဲ start again လုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဆုံးဖြတ်လိုက်ပြီးတော့ပေးကြတဲ့ကိစ္စရက်တွေကလည်းအများကြီးကျွန်တော်ရှိမယ်ဆိုတဲ့ဟာတွေပေါ့နော်။ Okay ဒီလိုဖြစ်ပျက်တွေရှိတယ်။ဒါပေမဲ့တချို့ဖြစ်ပျက်တွေကြတော့လည်းဘယ်လိုမျိုးပေးကြလဲဆိုတော့တည်တာတော့မဟုတ်ဘူး။ဒါပေမဲ့ပေးရတယ်။ဘယ်လိုမျိုးပုံစံနဲ့ပေးရမလဲဆိုရင်အာဥပမာ transgender မျိုးသားတွေပေါ့။ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ဟိုတော့ကျွန်တော်တို့ဒီမြန်မာပြည်ထဲအပ transgender မျိုးသားလေးတယောက် ဆိုတော့သူ့ရဲ့ဇက်လန်လေးကစိတ်ဝင်စားဖို့ကောင်းတဲ့ဟာလေးကအာဘာလေးလဲဆိုရင်ဒီ transgender မျိုးသားလေးရဲ့သူ့ကိုယ်သူယောက်ျားလေးလိုပဲနေတယ်။ပေါင်းရင်လည်းယောက်ျားလေးနေပဲပေါင်းတယ်။တကယ်ချင်းတိုင်းဝိုင်းပဲ။ဒါပေမဲ့ပေါင်းနေတဲ့ချိန်မှာအေးစစ်ပေါင်းနေကြပဲ။ဖြစ်ကျင်တဲ့အဲ့ဒီမှုဖြစ်သွားဖို့အတွက်စားတဲ့ဇက်လန်ကဘာလဲဆိုရင်တော့ကောင်မလေးလို့ကြိုက်ကြတာပေါ့လေကွ။ဆိုတော့ကောင်မလေးကြိုက်တော့အဲ့ကောင်မလေးဝိုင်းလိုက်တာဒီအုပ်စုတဲ့တကယ်ချင်းတွေနဲ့ဒီ transgender ကောင်လေးပါပါတာ။အဲ့ဒါလိုက်တော့အကောင်မလေးကို transgender ကောင်လေးကအဲ့လိုရပြီးတော့ရည်စားဖြစ်သွားတာ အဲ့မှာကျွန်တော်တို့ဒီဘက်ကပေါင်းနေတဲ့တကယ်ချင်းတဲ့တချို့ကောင်းလေးတွေကလက်မခံနိုင်ဘူးတော့အားလုံးယောက်ျားဖြစ်ရတာလည်းဘာကြတာမရရလဲမင်းကဘာကြရသွားတာလဲဒီ transgender ကောင်းလေးကိုရက်တွေမိုးအောင်တိုက်ပြီးတော့လုံနေကြလုံရလုံစင်လို့ပဲသွားတယ်လာတယ်တောင်းတယ်ကျွန်တော်အာစကားလှအောင်ပြောရင်ဘယ်လိုပြောမလဲလှတာလည်းမဟုတ်ပါဘူးစကားဝိုင်းပြီးတော့ဟိုဒီအောင်မရင်းကိစ္စတွေကျူးလွန်ပလိုက်တာပေါ့ဒီဒီဒီ transgender ကောင်းလေးပေါ့မှာဒီချင်းချင်းရပါ အဲ့ဒါကိုကျွန်တော်မတိန်ကိစ္စကျူးလွန်တာကိုဥပဒေရေးရလဲရောက်သွားတာမဟုတ်ဘူးခံရတဲ့ဒီကောင်လေးရဲ့တန်ဝမ်းရအတော့ shit shit เสียကျုပ်เสียဆိုတဲ့ကိစ္စရက်တစ်ခုလို့သတ်မှတ်ပြီးတော့မှအဲ့ကောင်လေးအိမ်ထဲမှာကျွန်တော်တို့ထားလိုက်တယ်ဆိုတဲ့ကိစ္စရက်ဒီပေါ့နော်အိမ်ထဲမှာထားရင်လည်းဘယ်လိုထားလဲခွေးတကောင်လို့ထားလိုက်တယ်ဆိုတဲ့ဟာလေကျိုးနဲ့တုတ်ထားတယ်ဘသူနဲ့မှပြုတ်ခွင့်မပေးတော့စာရေးစာကျွေးတာတောင်မှလူလူမကျွေးတော့တဲ့နေထားတစ်ခုမှလှုပ်ထားတော့ကြာလာတဲ့ချိန်မှာ င်းစားကြည့်အောင်လေနော်ခံရလဲခံရသေးတယ်မိသားစုတိုင်းဝိုင်းထောက်ပံ့မှုလည်းမရဘူးဖိနှိပ်မှုတွေနှစ်သက်ထက်နှင်းတော့ကျွန်တော်ဘယ်လိုသတ်ရှင်မလဲကိုကိုတိုင်းမတော်လှန်နိုင်ရင်ဘယ်လိုသတ်ရှင်မလဲဒီလူတယောက်ကကိုစိတ်ကိုကိုမနိုင်ရင်ပြည်မှုပဲရှိတယ်လေတဖြည်းဖြည်းနဲ့ပြည်သွားရတယ်ဆိုတဲ့ကိစ္စရတယ်အဲ့ဒီမှုရောကျွန်တော်တိုင်ဝိုင်းကြတဲ့မှာကျွန်တော်ရဲ့နိုင်ငံထဲမှာတကယ်ဥပဒေရှုထောက်ရပေါ်လာသလားဘယ်သူမှပြောမဲ့သူရေးယူလို့ဟာရေးတက်ယူနေပြောနေမဲ့သူမရှိဘူးရှက်เสียလို့ပဲမြင်နေတယ် ဲဒါဥပမာပဲရှိသေးတယ်ဇလန်တွေအများကြီးမှအများကြီးဆိုတော့စဉ်းစားကြည့်လေကျွန်တော်လူမတိုင်ပိုင်းဘာတွေလုပ်နေကြသလဲဒီနေ့မှလည်းညာရှိနေအောင်ပါပဲကျွန်တော်မသိတဲ့ကိစ္စရတည်းဆိုတော့ရှစ်ရှစ်ရလိုက်တာတွေရှိခဲ့တာဒါဥပမာအနေနဲ့ပြောတာပေါ့နော်ဇက်လာတစ်ခုချင်းစီထုတ်ပြောရင်လည်းနှလုံးသားလေးကတိတ်နာမှာပေါ့နော်ဆိုတော့အရင်လည်းမပြောချင်တော့ ိုတော့ကျွန်တော်တို့ဟိုးလွန်ခဲ့တဲ့2008လောက်ကဆက်ဆက်ချင်းတို့က LGBT ဆိုတဲ့စကားလုံးကကျွန်တော်မြန်မာနိုင်ငံမှာပြောပြောဖို့မပြောနဲ့တိတ်ပြီးတော့ကြာဖို့နာဝရှိနေကြစကားလုံးမဟုတ်တဲ့ဟာပေါ့နော်ဆိုတော့ဒီကတော့ကျွန်တော်တို့နိုင်ငံမှာအဲ့ချင်းတွေကဘာရှိလဲ၆ခေါ်မယ်ကန်ဒူးခေါ်မယ်မင်းမရှောက်ခေါ်မယ်ရောက်ကရှောက်ခေါ်မယ်စသဖြင့်မကောင်းတဲ့ဒီနှိဋ္ဌာယုံပါဝင်နေတဲ့ခွဲခြားမှုဖြစ်နေတဲ့ဒီစကလုံးတွေနဲ့ပဲသုံးကြတာ哦အဲ့ဒီခုနှစ် the white lock ကလောက်တော့ဆိုရင်ကျွန်တော်တို့ ြံတဲ့ပီပီပီသားတွေရဲ့ဂျာတဲ့ရဟိုဘယ်လိုပြောမလဲသူတို့ရဲ့တုတ်ပြန်မှုကိုမပြောနိုင်ကျွန်တော်ဒီလိုမျိုး organization level မှာရှိနေကြတဲ့လူတွေရဲ့တုတ်ပြန်မှုကိုမှာတော်တော်ဆူဆူဝါဝါကြုံရတယ်ဆိုလဲခြေနေမျိုးဖြစ်တာပေါ့နော်ဆိုတော့ဒီကောင်တွေကကိုယ်နိုင်ငံတောင်မှခြေနေမငြိမ့်သိမ့်ပဲနဲ့ဘာတွေထပြီးတော့လောက်ကြတာလဲစသဖြင့်ပုံစံမျိုးစုံနဲ့ထုံနေတဲ့ကိစ္စရက်ဒီပေါ့ဆိုတော့အဲ့ဒီကတည်းကနေကျွန်တော်တို့စခဲ့တဲ့ဟာကဒီနေ့ဒီချိန်မှာဆိုရင်တော့ဘလို့ပြောင်းလဲလာလဲဆိုရင်ပြောတာများရင်လူကပို့ပြီးတော့ awareness ရတယ်လို့ပြောမလားသိမြင်ပွက်သွားတယ်လို့ပြောမလားဆိုတော့အဲ့ပိုင်းတွေအများကြီးရှိတာဆိုမြင်တယ်လူတွေတဖြည်းဖြည်းပွက်လာလာတာနဲ့မြတ်အခုချိန်မှာဆိုရင်တော့ကျွန်တော် LGBT လို့လွယ်လွယ်ကူကူပြောလို့ရနိုင်တဲ့နေသားတစ်ခုတော့ရှိလာတယ် okay ငါ gay ဖြစ်တယ်ငါတော့ lesbian ဖြစ်တယ်ပွက်ပွက်လင်းလင်းပို့ပြီးတော့လူငယ်တွေကြားထဲမှာနေလာတာညားတာကျွန်တော်တွေ့ရတာပေါ့နော်ဒါပေမဲ့သုံးသပ်ရမယ်ဆိုရင်ဘယ်လိုနေရာတွေမှာညားနေတယ်လဲ okay လက်ခံတယ်လို့ပြောလို့ရတဲ့ကျွန်တော်နေရာတွေ မှာ organization level တွေရှိမယ်ကျွန်တော်တို့ကြံတဲ့ပညာတတ်တဲ့တိုင်းဝိုင်းလို့သတ်မှတ်ထားတဲ့သူတွေရဲ့ဂျာထဲကနေရာမျိုးတွေရှိမယ် new ball လူတန်းစားတွေထဲကတချို့ခင်နဲ့ရှစ်ပြေးပြီးတော့မှကျွန်တော်တို့သွားနေတဲ့နေရာတွေမှာလွတ်လပ်ကူကူနေလို့ရနိုင်တယ်ဆိုတဲ့ဟာရှိမယ်ဒါပေမဲ့ဒီနေ့ဒီချိန်တိကျွန်တော်တို့မြန်မာနိုင်ငံပြန်ကြည့်ရင်ဒီလူတန်းစားကြီးပဲရှိတာမဟုတ်ဘူးကြံတဲ့လူတန်းစားအများကြီးရှိတယ်ဥပမာနယ်ဘက်ကလူတွေရွာဘက်ကလူတွေတောဘက်ကလူတွေရဲ့ဂျာထဲမှာသွားရင်ဒီလိုမျိုးသိမြင်နေရတယ် ျွန်တော်တို့သိပြီးတော့အကုန်လုံးဖြတ်ကျက်ပြီးတော့လက်လံမရအောင်ပို့ပေးနိုင်တဲ့နေထားမရှိသေးတဲ့နေထားမျိုးရှိတော့အဲ့ဒီမှာဒီလူတွေရဲ့လက်မခံနိုင်မှုတွေကအများကြီးရှိတယ်ဆိုတော့နိုင်ရှင်ပုံပါရရင်2008လောက်ကတည်းကတော့တတော်ကိုဆူဆူဝါဝါဒီပေါ်မှာကောက်ွက်တဲ့ကိစ္စရတရှိတယ်။ဒါပေမဲ့လှုပ်လာတာနဲ့တပြိုင်တည်းဒီနှစ်တည်းဆယ်စုနှစ်တစ်ခုလောက်တွင်မှာပြောင်းလဲမှုတွေကနည်းနည်းလေးတော့ပြောင်းလဲသွားနိုင်တယ်။ဒါပေမဲ့ကောင်းကောင်းမွန်မွန်ကျွန်တော်လက်ခံနေပြီလားလို့မေးရင်တော့ကျွန်တော်နေနေရတော့ no လို့ပဲဖြေရမှာ ါ့เนาะဆိုတော့မြန်မာပြည်တိုင်းတာအနေနဲ့ဆိုရင် LGBT ရေးကိစ္စထင်တယ်လို့ကိုလုံးလက်ခံပြီးတော့သွားနေတယ်တိုက်တာမှုတင်ပြီးဆိုတာမောင်ကိတ်မောင်ကိတ်မောင်ကမောင်ကတပ်ပါတပ်ပါမောင်ကကျွန်တော်မြင်တာကတော့ LGBT တွေရဲ့ ဒီခွေရချင်းနေဒီစက်အုပ်စုကြီးတာသက်ဆိုးရှိနေတယ်စက်အာနာပါဝါတွေနဲ့တော့ကျွန်တော်နိုင်ငံရေထိမ့်ချုပ်ထားရင်တော့ပုတ်ပလင်လင်းရှိလာတဲ့နေထားတော့ရှားမှာပေါ့နော်ဒါပေမဲ့မိတ်ကပ်လုပ်နေတယ်အော်လှပရေးရနဲ့ဆိုင်ပြီးလုပ်နေဟိုစက်အစက်အုပ်စုတွေထိခိုက်စေမဲ့ကိစ္စရမဟုတ်ပဲနဲ့ကိုယ့်ရဲ့စီးပွားရေးလောက်ကိုပဲကောက်ကိုလှုပ်ရင်းနဲ့ပြပပပလေးပဲနေနေတော့သူတို့ထိမှာမဟုတ်ဘူး ဆိုတဲ့ကိစ္စတည်ရှိတာဒါပေမဲ့ခုနပြောသလိုအာနာနဲ့ပတ်သက်ပြီးတော့မှဒီဘက်ကသူတို့အတွက်ထိပါလာတဲ့လှုပ်ရှားမှုလုံရတည်လုံမယ်ဆိုရင်တော့သူတို့တော့ဖိကြမှာပဲဆိုတဲ့ကိစ္စရတည်ရှိမှာပေါ့နော်ဆိုအဲ့အချိန်မှာကျွန်တော်တို့ကโอเคဒီတိုင်းပဲရေးလိုက်ငါလိုက်လေးနေပြီးတော့သွားနေတဲ့ movement မှာဆိုရင်တော့ဟိုခွဲခြားမှုတော့ရှိနေမှာပဲဟိုကျွန်တော်တို့ဖက်ကျင်မှုတော့ရှိနေမှာပဲဒါပေမဲ့ရေးလိုက်ငါလိုက်လေးနေကြမယ်တည်ယုံဝင်ဖြစ်တယ်လားဆိုတော့တည်ယုံဝင်မဖြစ်ဘူး ကိုယ်နိုင်ငံမှာရှိတဲ့ပုံမှားတွေတောင်မပြောင်းနိုင်တဲ့ကိစ္စရပ်တွေများရှိတာဆိုတော့ရေးလိုက်ငါလည်းမနေဘူးငါတို့လည်းဒီကိစ္စကြီးမကြိုက်နေတော့ဘူးဒီအာနာနဲ့ဒီလိုလှုပ်ထားတဲ့ဟာတွေမကြိုက်တော့တိုက်ပြီဆိုရင်တော့ပေးချတယ်ဘယ်သူမှဆိုကျွန်တော်တို့ကကြိုတဲ့ရမှုဖြစ်နေမှာပဲပေါ့နော်ဒါကြောင့်နှဲ့ချုပ်ပြီးပြောချင်တာတော့ LGBT ကြောင်းကိုကောင်းတယ်ပြီးပြောတယ်ဆိုပေမဲ့လည်းကျွန်တော်တို့တွေကကြံတဲ့သူနဲ့တူတူပဲဆိုတဲ့ကိစ္စရမျိုးပဲပြောချင်တာပေါ့နော်အာနာရှင်ကိုဆက်ပြီးတော့အာနာပေးပြီးတော့မှအဲ့ဒီအာနာတိုင်း ခံနေမယ်ဆိုရင်တော့ကျွန်တော်လူပြရတာမတန်ဘူးလေနော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့လွတ်လပ်မှုကိုယ့်ရဲ့ငြိမ်းချမ်းမှုကျွန်တော်ဘယ်တော့မှရမှာမဟုတ်ဘူးโอเคဒါဆိုဒီလိုလုပ်နေတယ်မတရားတာခံနေရတာပြီးရင်ဆက်ပြီးတော်လာမယ်ဆိုရင်လည်းကျွန်တော်ခုလိုမျိုးပဲအသက်တွေဘဝတွေညာရေးစတဲ့နေရောက်မှာပဲအဲ့ဒါမှ LGBT လည်းပါတယ် LGBT မဟုတ်တဲ့သူတွေလည်းပါနေအောင်မှာပဲစင်စာဖို့ကတော့ကျွန်တော်ကတော့စိတ်အာဏာရှင်ပက်ဆိုးရှိတယ်ဆိုတဲ့ topic ထက်ဆိုင်တော့ ဘယ်အာနာရှင်ကိုမဆိုကျွန်တော်တို့လက်ခံမလားဒါမှမဟုတ်လက်မခံဘူးလားဒါကတော့ပြည်သူပြည်သားအလုံးနဲ့ပဲပတ်ဆိုင်မယ်လို့မြင်တယ်အဲ့ထက်မှာ LGBT တွေနေနေရလဲပြည်သူပြည်သားပဲဖြစ်တယ်မတူကွဲပြားနေတဲ့လူတွေပဲဖြစ်တယ်ဘာမှထွတ်ထွတ်ထွတ်ကွဲလွဲထွက်နေတဲ့ကိစ္စရတယ်မဟုတ်ဘူးဒါပြည်သူတွေပဲတက်သူယောက်ျားပဲကြိုက်ကြိုက်မိန်းမပဲကြိုက်ကြိုက်ဝေါမိန်းမလိုပဲဝေါယောက်ျားလိုပဲဝေါပေါ့ဒါပြီးတယောက်ချင်းချင်းပုတ်ကလစ်ကလောလောက်ခွက်တယ်လေ ဂျန်နက်တွေနဲ့ဆိုင်တာမဟုတ်ဘူးလေအဲ့ပုံမှာမူတည်ပြီးတော့ဘလို့နေဘလို့ညာဆိုပြီးတော့လွတ်ဆရာမလို့တကယ်လို့လွတ်ပြီဆိုရင်လည်းအာနာပဲမဟုတ်ဘူးလားအဲ့ဆိုတော့စကလုံးမဲ့ကွဲတာမှာပေါ့ဟိုကစိတ်အာနာရှင်ဒီဘက်ကျတော့လူမှုတန်ပိုင်းမှာသူညာလောလောက်ခွက်မပေးတဲ့အာနာရှင်ဆိုတော့စဉ်းစားဖို့ကဘာကိုတော်လှန်နေကြသလဲနေတတူပေါ်မှာကျွန်တော်တို့တော်လှန်ရမယ့်ကိစ္စတွေအများကြီးရှိနေကြမှာပဲဆိုတော့အဲ့မှာကျွန်တော်ကြောက်တရားကိုဖယ်ပြီးတော့မှကိုမကြိုက်တဲ့ဟာကိုမကြိုက်ကြောက်ဘယ်လောက်ပတ်ပတ်လည်လည်ပြောပြီးတော်လှန်နိုင်ကြသလဲ အဲ့ချင်းနေပေါ်မှာမူတည်ပြီးတော့ပဲဖြစ်သွားမှာပေါ့နော်ဒါတနှစ်ချုပ်ပြီးပြောချင်တာကတော့ LGBT ဆိုရင်တိတ္တမြင်နေဖို့ကျွန်တော်လုပ်နေတာမဟုတ်ဘူးအလုံးအားတူတူပဲနောက်ဆုံးနှစ်ချုပ်လိုက်လူသားတွေပါပဲအဲ့တော့မှထပ်နှစ်ချုပ်လိုက်ရုံနံခန္ဓာရှိတဲ့သူတွေပဲပေကြရမှာလေနော်မပေခင်ပါရင်လုပ်နေကြလဲငါတော့မလဲဆိုပျော့ပျော့ရှိရှိအေးအေးချမ်းချမ်းလေးနဲ့ပေကြဖို့အတွက်ဘာကြောင့်မလုပ်နိုင်တာလဲအဲ့ဒါလေးပဲကျွန်တော်နေနေရတော့ပြောချင်ပါ